ဇယိုင်မကောင်းတဲ့လွမ်းပိုင်နဲ့တွဲမိလို့တိတ်ခါကြခဲရတဲ့နာဆူရီရီဆိုမိတ္တများရှင်နာဆူရီရီဆိုဟာဆိုရင်တော့အနုပညာလောကထဲမှာယက်တီလာတာနှစ်ပေါင်း20လောက်ကိုရှိပါပြီ။ဆယ်တန်းကျောင်းဒီဘွားကလေးကစပင်ရှိရှိအသားဖြူဖြူနဲ့ရှစ်စရာကောင်းတဲ့အကောင်မလေးအဖြစ်အတိမပြုခံရင်ကနေကောင်းချော်ရေကြောညာတစ်ခုတည်းနဲ့အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ နာစုရီဒီဆိုအနုပညာလောကထဲကိုဝင်ရောက်လာတဲ့အချိန်မှာအမတားမှငယ်သေးတာ ဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့နာစုရီဒီဆိုရဲ့ပုံစံကတခြားမင်းသမီးတွေနဲ့မတူဘဲနဲ့အတော်တော်လေးကိုရှော်မောနေတဲ့အပြင်တရုတ်မျက်နှာပေါက်လေးကြောင့်အလုံးကနာစုရီဒီဆိုကိုဒိဋ္ဌာမိခဲ့တာဖြစ်ပါတယ်။နာစုရီဒီဆိုကအနုပညာလောကထဲကိုဝင်လာတဲ့အချိန်မှာအရှိရေးနဲ့ပတ်သက်ပြီးတော်ယုံတန်ယုံနာမည်ပြည့်တယ်မရှိခဲ့တယ်လို့အခုချိန်ထိလည်းအပြိုကြီးအဖြစ်အတိမှပြုခံနေရတော့ပါ နတ်ဆူရီဇိုနဲ့ဂျီဖက်တို့ရှစ်ကြိုက်ခက်ကြတဲ့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗိတ်တက်တွေကဝေဖန်ကြတာဖြစ်ပါတယ်။နတ်ဆူရီဇိုကသူ့ရဲ့စတိုင် သူ့ရဲ့ဟန်ပန်နဲ့သူ့ရဲ့ဘဝဆက်လက်ရှောင်လန်းနေတာဖြစ်ပြီးလက်ရှိအချိန်မှာဆိုရင်လည်း brand founder တယောက်အနေနဲ့ရပ်တည်နေတာဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေမှာလည်းအောင်မြင်နေတာပါ။ဒီလိုဗိတ်တက်တွေရဲ့ရှိခင်မှုတွေရရှိနေပြီးအောင်မြင်မှုတွေရရှိနေတဲ့နာဆူရီဆိုကတော့ဇေယျကျန်းတဲ့လွမ်းပိုင်နဲ့ပတ်သက်ပြီးတော့အခုချိန်မှာတော့နာမည်တွေပြည့်နေရပါပြီ။ ။ဗန်ပိုင်ကငကိုကလေးကအမျိုးသမီးတွေပေါ်မှာစာနာတသက်အတူမဟုတ်ဘူးဆိုတာတချို့ပြိတ္တတွေကထောက်ပြနေကြပါတယ်။ပေါ်ပြီးဆဆာနဲ့73နှစ်လောက်တွဲခဲ့ပြီးတစ်ထပ်ဖို့အစီအစဉ်မရှိကလေးကလွမ်းပိုင်ကိုအမျိုးသမီးထုတွေကညှို့ညင်နေကြတာပါ။အဲဒီနောက်ပိုင်းမှာတော့လွမ်းပိုင်နဲ့နာဆူဂျီဆိုဂျီဖက်တိုရဲ့၃ဦး၃ဦးဖလဲပြည်တနာတွေကြောင့်လဲပြိတ္တတွေတော်တော်များများကလွမ်းပိုင်နဲ့နာဆူဂျီဆိုပေါ်မှာ အမြင်တွေစောင်းနေခဲ့ကြတာပဲဖြစ်ပါတယ်သူတို့နှစ်ဦးကတော့ရှစ်တူရီးစားတွေပါလို့ဖွင့်ပြောခဲ့တာမျိုးမရှိပဲကန်ဆက်လို့တွဲနေကြတာပါအလုပ်တွေလုပ်နေကြရတာဆိုပြီးဗိတ်သက်တွေကိုဖိတ်နေခဲ့တာပါဒါပေမဲ့အခုလက်ရှိအချိန်မှာတော့သူတို့နှစ်ဦးဟာရှစ်တူတွေဖြစ်နေကြတာဖြစ်ပြီးတော်တော်ရင်းနှီးတဲ့အနေအထားရှိတယ်ဆိုတော့ကိုရိုက်တာပြေဟင်းတီဟာကဖွင့်ချလိုက်တာပါပကမာ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောပြခဲ့တာပါပကမာနန်းစုရီဆိုရဲ့ရိုက်ကွင်းတစ်ခုကိုလွမ်းပိုင်ကရောက်လာခဲ့တာဖြစ်ပြီး နာစုရည်ဒီဆိုတမတာလာနေလို့ကာမပတ်တော့ခွင့်မရတဲ့ကိစ္စနဲ့ပတ်သက်ပြီးလွမ်းပိုင်ကတောင်းကျမ်းတွားတယ်လို့ဆိုတဲ့အကြောင်းအရာတွေကိုရိုက်တာပြေဟင်းတီဟာဆိုလာခဲ့တာဖြစ်ပါတယ်အမှန်တော့ဒီပြဿနာမှာနာစုရည်ဒီဆိုက ကြားခံရတာပါရိုက်တာပြေဟင်းတီဟာနဲ့လွမ်းပိုင်တို့ရဲ့မပြီးဆုံးနိုင်တဲ့ပြဿနာတွေကိုသူပေါ်ကိုဖော်လို့ရင်းနဲ့နောက်ဆုံးမှတော့ရိုက်တာပြေဟင်းတီဟာကနာစုရည်ဒီဆိုနဲ့လွမ်းပိုင်တို့ကဘယ်လိုတွေပတ်သက်နေလဲဆိုတာအကြောင်းနဲ့ ဘလို့တွေပြည်တနာဖြစ်ခဲ့တဲ့ဆိုတဲ့အကြောင်းရှူတင်တစ်ခုလုံးတည်တယ်ဆိုပြီးဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးနန်းစုရည်ဒီဆိုဘက်ကဘာမှတုတ်ပြန်တာမရှိပေမဲ့နန်းစုရည်ဒီဆိုဘက်ကနေညနာပေးတဲ့အမျိုးသမီးတွေကတော့အကုန်တိတ်ခါကြဆင်းမှုနဲ့ရိုက်တာပြိဟင်းတီဟာကိုတရားဆွဲလို့ရတယ်ဆိုတဲ့အထေပြောခဲ့ကြတယ်လို့လွမ်းပိုင်နဲ့ပတ်သက်မှုလို့ဒါနန်းစုရည်ဆိုအနေနဲ့အခုလိုမျိုးတွေတိတ်ခါကြောက်ခဲ့ရတာဆိုပြီးဝိုင်းပြီးပြစ်တင်ရှုတ်ချနေတာပါ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောဇာတ်ရိုက်မကောင်းတဲ့အလွန်ပိုင်တဲ့ပတ်သက်ပြီးလို့တိတ်ခါကြားခဲ့ရတဲ့နန်းစုရီဒီဇိုနဲ့ပတ်သက်ပြီးဘလို့မှချက်ပြုရှင်လဲဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ပရိသတ်တယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရှင်